24 25မှာအဲ့ဘက်တွေလည်းပွဲမကားဘူးကျွန်တော်ကဘယ်သူကားရိုက်ခေါ်မလဲဘယ်သူပွဲငားမလဲစောင့်ရတဲ့အနေသားဖြစ်တယ်ဥပမာဗျာဟိုကျွန်တော်ကလည်းပုံမှန်လေးလေးရုံးသားပဲပြောတာတပတ်ကမငားရင်တပတ်ကတော့ငားတင်တယ်လေဒီကနှစ်ဖက်တည်းရှိတာအဲ့တော့ဟိုဘက်ကလည်းမငားဘူးဒီဘက်ကလည်းမငားဘူးဟိုဘက်မှလည်းမရိုက်ရအောင်ဒီဘက်ကမှလည်းမရိုက်ရအောင်ဆိုတော့အဲ့ဒါပေါ့ဂျားတဲ့ကငုတ်တုံမိတာဟုတ် ဒီကကျွန်တော်တို့ဒီနိုင်ငံရေးတင်းကျင်းနေမှာအော်ကျွန်တော်တို့တွေကဟိုမလို့ကျွန်တော်ပုံမလင်ပြောကျွန်တော်တို့ကအမျိုးဘာသာသာသနာကိုချစ်တာပဲကျွန်တော်ဗုဒ္ဓဘာသာလေအာကျွန်တော်မနက်မိုးလင်းမျက်နှာတိတဲ့တရဏဂုံတင်မိတာဘုရားသာအမြဲတမ်းအချိန်ပြည့်ရုပ်နေတယ်ကောဟိုကျန်တဲ့ကိစ္စတွေကတော့ကိုပေါ့ဘူးကိုကနည်းနည်းမြန်မာလူမျိုးဗုဒ္ဓဘာသာဒါပေမဲ့ကရင်သွေးနည်းနည်းပါတော့ဘုရားပြောကြမ်းကြမ်းလေးနှလုံးသားတော့လူ့ အဲ့တော့ပွဲနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ပွဲငါးတွေလည်းနေဝမ်းဇက်ကားတွေလည်းမရရတချို့ဆိုရင်ဒါရင်းနဲ့ခံစားချက်ကလေးမျိုးဒိန်းတောင်ပါတဲ့ရုပ်ရှင်ကောင်းယုံတင်တဲ့အခါလူလာမကြည့်ရင်မင်းတာဝန်ယူမလားဆိုတော့ပရိုဂျူဆာတွေဒိုက်တာတွေလည်းရှိနံပါတ်1ပေါ့နော်အဲမရရချင်းအကြောင်းရင်း ပြီးတော့ကျွန်တော်တို့မှာမြမအတန်တို့မြောက်တွေရုပ်တန်တွေလည်းရှိတယ်သူတို့ကြတော့လေပရိုဂိုင်းနဲ့လဲနေတဲ့အခါကျတော့အာတနှစ်တစ်ချိန်လောက်တော့မြောက်တွေကရိုက်ရပါတယ်မြမအတန်ကတော့တစ်ခါပဲရိုက်ရသေးတယ်အခုချိန်ကြီးတော့ဘာမှမရိုက်ရတော့ဘူးပေါ့နော်လုံမရဘူးအာနောက်တစ်ချက်ကျွန်တော်ဒီအခင်းချင်းကာလမှာကျွန်တော်တို့အပြင်ပွဲတွေဓမ္မမမကတော့ဌာနဆိုင်ရာပွဲတွေရှိမှာဟုတ်လားအထုတ်ဟိုတိုင်းနေတိုင်းယုံနေပါလေအဲ့လိုပွဲတွေရှိမှာ ဲ့လိုပွဲတွေက2003ခုနှစ်လောက်က2023ခုနှစ်လောက်ကကအခု2024 25မှာအဲ့ဘက်တွေလည်းပွဲမကားပါဘူးကျွန်တော်ကဘယ်သူကားရိုက်ခေါ်မလဲဘယ်သူပွဲငားမလဲစောင့်ရတဲ့အနေသားဖြစ်တယ်ဥပမာဗျာဟိုကျွန်တော်ကလည်းပုံမှန်လေးလေးရိုးသားပဲပြောတာတပတ်ကမငားရင်တပတ်ကငားတင်တယ်လေဒီကနှစ်ပတ်တည်းရှိတာဟုတ်အဲ့တော့ ဟိုဘက်ကလည်းမငါဘူးဒီဘက်ကလည်းမငါဘူးဟိုဘက်မှလည်းမရဲရောက်ဒီဘက်ကမှလည်းမရဲရောက်ဆိုတော့အဲ့ဒါပေါ့ကြားထဲကငုတ်တုံမိတာဟုတ်အဲ့ဒါကျွန်တော်ကကျွန်တော်တို့ဝဲမကရတာကြတော့ဘလို့ခေါ်မလဲကျွန်တော်အေးဟိုစားလို့တောက်လို့ရပါတယ်တို့ကျွန်တော်နဲ့ဆက်နွယ်ပတ်သက်တဲ့ပုံကိုယ်ကြီးပေါ့တို့အစည်းအဝေးနဲ့ပြည်လူရှင်တော်တွေပွဲတွေပါတိတ်မရကြတော့စိတ်မကောင်းတော့ဖြစ်မိတာပေါ့အနုပညာသမားဆိုတာကတော့ အနုပညာအလုပ်ကိုလုပ်နေရမှာအသက်ရှင်တာ။အခုအဖေကြီးတယောက်ကိုပဲအသက်80 80လောက်ရှိတဲ့အဖေကြီးတယောက်ကိုပဲဖိပွဲလေးတစ်ပွဲလောက်လိုက်ခဲ့ပါဆိုအဲ့မှာသူတို့ဒီနေ့ခေါ်လိုက်တယ်တပတ်ခါတွက်ကမယ်ဆိုရင်အဲ့ဒါမနဲ့ပြန်မနဲ့လောက်ကစားပြီးအဝစားထည့်နေတာ။အဲအဲ့လိုပေါ့အနုပညာတမားဆိုတော့အဓိကအနုပညာအလုပ်မလုပ်ရတဲ့အတွက်ရင်ထဲမှာတမျိုးပဲအနုပညာတမားကအနုပညာအလုပ်ပဲလုပ်ရမှာလေ။တက်တာနဲ့ဝမ်းသာရှာတာဘူး။အဲ့တော့ အနုပညာကမှအနုပညာအလုံးမလုပ်ရတော့ရင်ထဲတော့မကောင်းဘူးပေါ့အဲလုတ်ကလုတ်ချင်တာပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဘောနော်အရင်တော့လိုပဲပေါ့အဲတချို့တိုင်းပွဲတွေဌာနဆိုင်ရာပွဲတွေလဲအလင်းသိင်ခေါ်ပါဦးနော်ခေါ်ပေးဖို့လည်းတော့ပြောချင်ပါတယ်တိုင်းဒီအုတ်ချုပ်တဲ့လူဆိုတာကဟမ်ပုပ်ကူဆိုတာကဟမ်အမျော်မြင်ရှိတယ်စဉ်းစားနိုင်တယ်ချင့်ချိန်နိုင်တယ်နောက်ကြောင်းပေါ့ကျွန်တော်သိပြီးမှဆက်ဆံတယ်လို့ကျွန်တော်တို့မြင်နေ ။ဟာငါတို့တော့တိုက်ပြီးတော့ဘလောက်ထိလောက်ခဲ့တာပါနေသူ့နောက်ကြောင်းမလိုက်ဘယ်သူမှသူ့ကိုလှည့်ကြည့်မှာမဟုတ်ဘူး။အဲကျွန်တော်ဘောင်းဆိုလိုလားဆိုတာသိမှာပေါ့။ကျွန်တော်အယောင်မဆောင်ဘူး။အဲအယောင်ဆောင်။ဒိန်းတော့အိုးဒိန်းတာ။အဲစင်းစင်းရဘဝကနေတက်လာတဲ့အတွက်ရာသမြပတ်စံကိုလှူခဲ့တာ။ကျွန်တော်ဘုရားတကကျောင်းတကတိန်တကယဟန်တကလည်းကျွန်တော်စုံတန်းโอเคပြီးတော့ကျွန်တော်ဒီမြန်မာနိုင်ငံဟာသပညာရှင်များအစည်းယုံဆိုတဲ့နာမည်ကြီးကိုအတုံးချပြီးအလွဲသုံးစားမလုပ်ဘူးတဲ့အပြင်โอเคတကယ်တမ်းပုံမှန်လေးပြောရင်အစည်းယုံကတော့ကျွန်တော်ကိုတလောက် 85တိန်းတရာလောက်ပေးရမယ်ကိစ္စတွေတော့ရှိတယ်ကျွန်တော်စိုက်ပြီးတော့လုတ်ပေးတာအဲ့ကဘာမှလည်းမယူဘူးအော်မိုက်တယ်ကျွန်တော်တို့အစီအစဉ်ရတာတချို့တွေကလည်းပုတ်ခတ်ကြတယ်အလူခံအလူခံဆိုကျွန်တော်ကဒီနေ့မှဖြစ်တဲ့အစီအုံလေသူများလို့ခိုင်ခိုင်မာမာမရှိသေးတော့အလူခံရတာပေါ့အလူခံတယ်ဆိုတော့လည်းခံနိုင်ရတယ်ဆိုတာလည်းအဲ့လူရဲ့ပေးဆက်မှုတွေအဲ့ဒီလူရဲ့အော်ချစ်ခင်အောင်နေထိုင်မှုတွေပေါ်မှာမူတည်တယ်အလူခံနိုင်တာရရင်ဘာမှအလုပ်လုပ်စားတော့မှာမဟုတ်ဘူးလေအဲ့တော့အဲ့လိုဝေဖန်တိုက်ခိုက်တဲ့လူတွေလည်းကို့နောက်ကြောင်ကို့သမိုင်းကြောင်လေးတွေကြည့်ပြီးတော့မှလူကြီးတွေဆက်ဆံတာ နောက်ကျောင်းမှာသူတို့ဘာလုပ်ခဲ့လဲဘလိုတွေကလင်ကချစ်လုပ်ခဲ့လဲဘဒူကိုဘလိုတွေဖြန်ကြခဲ့လဲကိုကိုကိုဘာဆိုပြီးလိန်ခဲ့တယ်ဟာကိုမိသားစုကဘဒူတွေကိုဘလိုလုပ်ခဲ့လဲသမိုင်းကောင်းဆိုတာရှိတယ်โอเคအဲ့ဒါတွေကိုလူကြီးတွေကဟိုပြောတဲ့လူတွေကိုလည်းပြောမှသိစေချင်တာလားတိုင်းပြည်လုံးသိစေချင်တာလားကျွန်တော်ကကျွန်တော်ရဲ့စိတ်ကတမျိုးတတ်တယ်မရှိပဲဘာမှမလုပ်ရဘူးတတ်တယ်ရှိရင်တော့ဘဒူမှမကြောက်တတ်ဘူးအဲ့လေခွင့်ရတောင်းခဲ့တယ်ဆိုရင်တော့လူရှင်တော်အားလုံးအတွက်ဆိုတဲ့သဘောမျိုး အခွင့်အရေးတောင်းခဲ့ရင်တော့လူရှင်တော်အားလုံးအတွက်ရည်ဆိုတဲ့သဘောမျိုးဆိုတာတဲ့ပိုသေးတယ်အခုချိန်ဒီအစည်းယုံကပတ်စံ၅များတစီမစားဘူးတဲ့ပြင်အစည်းယုံမို့ပန့်ပိုးတာအိမ်ကလူတွေအားလုံးကတာတားမယ်ဆိုရင်ဒီအစည်းအဝေးဖြစ်လာတာကြောင့်မရှိဘူး။အော်ဒါကိုကိုအုံးဒီလိုဦးညံ့ညံ့တို့တတ်သိရှိတယ်။မလို့ဘောမကြီးဒီပဲ။ဘယ်ဘက်တက်လို့လမ်းစိကျွန်တော်ပဲတောင်းယူတယ်။မေးကြည့်။အော်ဘယ်ကိစ္စဘယ်လိုပဲလောက်ရလောက်ကျွန်တော်ပဲတောင်းယူတယ်။စင်းရည်တယ်ဆို။ဟိုကိုကိုကြွားပြောတာမို့ကျွန်တော်အဆင်ပြေဆုံးမို့လို့ကျွန်တော်ဘာကြောင့်အဆင်ပြေလဲဆိုကျွန်တော်အလှူတန်းလို့လို့လှူလို့တိုးခဲ့တာ။ ျွန်တော်ဥပဒေနဲ့မလွတ်တဲ့လို့ဘာမှမလုပ်ဘူးတမန်ကြောင့်ရှာကြီးတော့မင်းဆောက်ခွက်ကိုရှေ့ကက်မင်းဆောက်ခွက်ကိုရှေ့ကက်ကက်ကက်လို့ငမ်းပြီကျွန်တော်ဖရဲတဲ့ចောင်းဆောက်အလူတန်းနေလုတ်တယ်ကိုနေမဲ့အိမ်တော်မှအိမ်ငါးဘွားနဲ့နေပြီးလှူခဲ့တာဗျာတပြားမှမကြအောင်အဲ့တော့ကြောင့်အကျိုးပေးတယ်ကျွန်တော်ဒီအနုပညာတစ်ခုတည်းနဲ့ရတာမဟုတ်ဘူးကျွန်တော်မြေလေးတွေတစ်ခါလေးဝယ်ထားတယ်ကားရိုက်တဲ့နေရာမှာမြေလေးဝယ်လိုက်ကုန်ဘုန်းသူဈေးတက်ပြန်ရောက်အဲ့ဒါနဲ့ကျွန်တော်အဆင်ပြေတာအဲ့တော့အဆင်ပြေတဲ့အတွက်ကျွန်တော်လူရှင်တော်တွေရဲ့နှောင်ရင်းဟာတနဲ့ပတ်သက်တဲ့ပုံကိုယ်တွေရဲ့နှောင်ရင်းကိုကျွန်တော်ခေါင်းထဲမှာအမြဲထည့်တယ် စိတ်ပူတယ်ဗောဗျာကိုမိသားစုအရေးတော်ဒုတိယလို့ထားရင်ယုံမလားမသိဘူးဟောအဲ့လောက်ချစ်တာလူရှင်တော်တွေဒါတော့ကျွန်တော်လိန်လို့မရပါဘူးကျွန်တော်ဘေးနားမှာအာစပုတ်ကိုရှိပါစုံစမ်းကြည့်ပါအာတဖိတ်တားရဆိုတော့ဒီမှာပြောနေတာအကိုအင်တာဗျူးလေးတစ်ခုကိုတွေ့လိုက်တော့လေအာတောင်းနေငါတို့ကြတော့မရဘူးဆိုတာအထူးကအခုလက်ရှိတိုင်းပြည်အုပ်ချုပ်နေတဲ့ပုံကိုတွေကလည်းတွေ့တဲ့နေရာတိုင်းမှာပြောပါတယ်ဟင်းဒါပြောတာငါတို့ကောင်းကြောင်းလဲပြောကြမလို့ဘာလို့မကောင်းကြောင်းမှလဲမပြောပါနဲ့ကိုယ့်အလုပ်ကိုလုပ်ပါ အဲ့လိုပုံကိုပဲသူတို့နေရာပေးမှာပါသူများမကောင်းကြောင်းတွေလိုက်ပြောကိုလုတ်ခဲတဲ့ဥစ္စာတွေလိုက်ပြောပြီးတော့ခက်ထဲဝင်ဝင်မရှိတဲ့လူလိုချင်စိတ်ကြီးပဲရှိတဲ့လူဟာမရတာဘူးမရတယ်ကျွန်တော်မှလိုချင်စိတ်မရှိဘူးလားမေးလူဆိုတဲ့အတ္တစိတ်တော့ရှိတယ်ကျွန်တော်ပေးဆက်မှုတွေအများကြီးရှိတယ်သုံးနှစ်ရှိပြီဘယ်ဝင်ကြီးဌာနဘာအလုပ်ကံရဘူးလဲစုံစမ်းကြည့်တခုကြီးပေးလိုက်တယ်ကွာသူပါလာရလဲထောင်တန်းချလိုက်ပြဘယ်သူရမလဲဘယ်သူရမလဲရိုက်ချအခုချိန်ကြီးလည်းဘာမှမရဘူးအေးမရဘူးပဲမေး ကတော့ဘွဲတွေနီးလို့ရှိရင်တော့ဝင်းကြီးဌာနတွေကလှူကြတယ်တန်းကြတယ်အဲ့ဒါပဲညှို့နေတာသူကရှိတယ်စီလေးတွေအဲ့စံနေစီတွေလည်းမေးကြည့်ပါစံဥပမာပေါ့စီပိတ်တာ9000ပေးတယ်ဆိုလို့ရှိရင်အဲ့ဒီစီပိတ်တာကိုကျွန်တော်ဘူးလေးတွေနဲ့လဲပြစ်တာကျွန်တော်ဘာသာနိုင်ငံလုံးမှာရှိတဲ့လူရှင်တော်တွေကိုပေးတာ line မှာမှတ်ပါဟုတ်လားအဲ့လိုလူမျိုးအဲ့တော့ကိုယ့်ရဲ့တမိုင်းเจ้าပေါ့ကိုယ့်ရဲ့နောက်เจ้าအဲကိုယ့်ရဲ့ဖြစ်တည်မှုကိုအခြေခံပြီးတော့မှဘယ်လူကြီးမှသူစဉ်းစားမှာပဲဒီကောင်တမိုင်းသူတို့မှလည်းလူတွေအများကြီးရှိတာဟုတ်ဒီကောင်တမိုင်းသူတို့မှလည်းလူတွေအများကြီးရှိတာဟုတ် သူတမိုင်းတော့မဘလို့ရှိလဲဒိတ်တော့မဘလို့ရှိလဲအုံးကြီးကဘလို့ရှိလဲငိမ့်တာအော်အဲ့တော့မှသူတို့မှအော် तू ကတော့ဒီလိုပါလားအဲအဲ့လိုလုပ်ပြီးတော့ပဲပေါင်းပါပေါ့ပြည့်ရမလားအဲ့လိုသဘောပေါက်ပါဗျာတိတ်လည်းမပြောချင်ဘူးကျေးဇူးတင်ပါတယ်နောက်တစ်ခါပြောရင်တော့တက်တယ်နဲ့ချပြမယ်ကျွန်တော်တက်ပြီးတော့ဘယူးဆိုင်တက်ဘူးနိလားကျွန်တော်ကတက်တယ်တော့ဆုလာတယ်ဟွန်းဗဇက်ပိတ်လိုက်တော့လို့ပြောလိုက်ပါနိလားအဲ့ဒါဆက်လို့ပြောရတယ်